မင်္ဂလာပါဒေါက်တာအောင်သူဘလော့မှကြိုဆိုပါရစေမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့သွားပိုးစားတာနဲ့ပုံစံတူတယ်ဒါပေမဲ့ ွားပိုးစားတာတော့မဟုတ်ဘူးကျွန်တော်တို့ acid တက်ကြောင်းသွားကြွေလွားပါခြင်းအကြောင်းကိုကျွန်တော်ပြောပြပေးမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါကိုကျွန်တော်တို့ကအင်္ဂလိပ်အခေါ်ပေါ်ရဆိုရင်တော့ဒန်တယ် erosion လို့ခေါ်တယ်ပေါ့နော်သူ erosion လို့လည်းခေါ်တယ်ကျွန်တော်တို့ erosion ဆိုတာဒါ acid တက်ကြောင်းကျွန်တော်တို့ကသွားရဲ့ဝါတဲ့စားတဲ့ညက်နေပြင်မှာကျွန်တော်တို့ကြွေလွားပါသွားတာမျိုးပေါ့နော် ဲ့ဒါကိုကျွန်တော်တို့ကဒန်တယ် erosion လို့ခေါ်တာပေါ့အဲ့တော့ကျွန်တော်တို့ကဒီသွားပိုးစားတာနဲ့ဒီ erosion နဲ့ကျွန်တော်ဘယ်လိုခွဲလို့ရလဲဆိုတော့သွားပိုးစားတာကကျွန်တော်တို့ကဒီတကယ်ပြောရရင်ကျွန်တော်တို့ကလက်တက် acid ကျွန်တော်တို့ acid တက်ခြင်းတော့တူတယ်ဒါပေမဲ့ကျွန်တော်တို့ဒီသွားပိုးစားတဲ့ acid က no trap ပစီရဖြစ်တဲ့ acid တက်ကြောင့်ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကပိုးစားတဲ့သွားကကျွန်တော်တို့ ျော့မယ်ကျွန်တော်တို့ဟိုပေါ့သွားပို့ပေါက်ဖြည့်ရင်မဲဟိုပေါ့ကျွန်တော်မဲတာမျိုးတွေ့ရတယ်ပြီးရင်ကျွန်တော်တို့ဒီသွားရဲ့ဒီညက်နေပြင်မှာကျွန်တော်တို့ဒီဟိုကျွန်တော်တို့ဒီချစ်လိုက်ရင်ကပျော့ပြီးပါလာတာပေါ့နော်ဆွေးပြီးတော့ပါတဲ့သဘောမျိုးပေါ့ဒါကိုကျွန်တော်တို့ကသွားပို့စားတဲ့ပုံစံပေါ့ကျွန်တော်တို့ဒီဘက်ကျွန်တော်တို့ဒီ erosion ဟိုကျွေးလွှာ acid တက်ကြောက်ကျွေးလွှာပြုံးတာကတော့ကျွန်တော်တို့က သူရဲ့ဒီမျက်နှာပြင်ကိုကျွန်တော်တို့ကထိကြည့်ရင်ချစ်ကြည့်ရင်ကျွန်တော်တို့ကလုံးဝ polish လိုမျိုးပြောင်းနေမယ်မာနေမယ်အဲ့နှစ်ချက်နဲ့တင်ကျွန်တော်တို့ကခွဲခြားလို့ရပါပြီခင်ဗျအဲ့တော့ကျွန်တော်တို့ကဒီသွား acid တက်ကြောက်သွားပြုံးပြီးချင်းရဲ့လက္ခဏာကတော့ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်တော့မတူဘူးဒါပေမဲ့အများစုဖြစ်တဲ့လက္ခဏာတွေကိုကျွန်တော်ပြောပြပေးမယ်အများစုဖြစ်တဲ့လက္ခဏာကတော့ ျွန်တော်တို့အဓိကသွားကျင်တာနဲ့လာကြတာများတယ်။တချို့ကြတော့သွားအပေါက်ဖြစ်လို့လာကြတယ်ပေါ့နော်။သွားမှလည်းအပေါက်ဖြစ်တယ်။တချို့ကသွားမှကျင်တယ်။ပြီးတော့အဲ့ဒီအပေါက်ဖြစ်တဲ့နေရာမှာကြည်လိုက်ရင်သူကျွေးလွားကို ကျွန်တော်တို့က acid တက်ကစားသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီကျွေးလွားရဲ့ဒီကျွန်တော်တို့ဒီကျွေးလွားရဲ့အောက်ကကျွန်တော်တို့ကစင်ဆွယ်နစ်လွားလို့ခေါ်တယ်။သွားကျင်လွားရဲ့အယောင်ပေါ်နေမယ်။ ဲ့တော့အယောင်ကအဝါယောင်ဖြစ်နေမှာပေါ့ဒါကကျွန်တော်တို့ကဟိုသူ့ရဲ့ထူးခြားချက်ပဲပေါ့နော်နောက်တစ်ခုကသူကဒီကျွန်တော်တို့ဒီ acid တက်ကြောက်သူကသွားကြွေလွားပြုံးသွားတာဖြစ်တဲ့အတွက် သူ့ရဲ့ဒီကျွန်တော်တို့ဒီဝါးတဲ့စားတဲ့ကျွန်တော်တို့သွားရဲ့ဝါးတဲ့စားတဲ့မျက်နှာပြင်ကပြောင်ချောကြီး polish တိုက်ထားတယ်လေပြောင်ချောကြီးဖြစ်နေတတ်တယ်အဲတချို့ကြတော့လေကျွန်တော်တို့ကဒီဝါးတဲ့စားတဲ့မျက်နှာပြင်မှာ ပေါက်ပေါက်အပေါက်ပေါက်လေးတွေတွေ့ရတာမျိုးဖြစ်တတ်တယ်။တချို့ကြတော့အဲ့ဒီရဲ့ကျွန်တော်တို့ဒီဒီပြောင်ချောဖြစ်တဲ့မျက်နှာပြင်ရဲ့အလယ်မှာအကြောင်းလေးတွေတွေ့ရတာလည်းရှိတတ်တယ်။ဒါကတော့ကျွန်တော်တို့ကဒီသွားကြွေလွာပြုံးသီးခြင်းပေါ့နော်အက်ဆစ်တဲ့ကြောင့်သွားကြွေလွာပြုံးသီးခြင်းရဲ့လက္ခဏာပေါ့။အဲ့တော့သူရဲ့ causes အကြောင်းအရင်း ကြောင်းရင်းကဘာတွေကြောက်ဖြစ်လဲဆိုတော့ကျွန်တော်တို့ကအဓိက external နဲ့ internal ဆိုနှစ်မျိုးခွဲလို့ရတယ် external ဆိုတော့ကျွန်တော်တို့ကပြင်ပကနေပြီးတော့လာတာပေါ့ဒီလိုကူပြောရရင်တော့ကျွန်တော်တို့က acidic food and drink ပေါ့ acidic food and drink ကိုခေါ်တယ်ကျွန်တော်တို့က acid ဓာတ်များတဲ့အစာအတောက်တွေအစာများရင်ဖြစ်တတ်တယ်အဲလိုလည်းကူပြောရရင် acid ဓာတ်များတဲ့အစာအတောက်တွေဆိုခြင်တဲ့အသီးတွေခြင်တဲ့အသီးအများစုကကျွန်တော်တို့ အက်ဆစ်တက်များတယ်ပြီးတော့ကျွန်တော်တို့ကော်ဖီဆိုဒါအဲပြီးတော့ကျွန်တော် energy drink နေအခုနောက်ပိုင်းအတော့များတယ် energy drink နေမှာလဲကျွန်တော်တို့အက်ဆစ်တက်တွေများတယ်နောက်တစ်ခုကဘိုင်းကာဘွန်နဲ့အက်ဆစ်လို့ခေါ်တယ်ကျွန်တော်တို့အေးအေးဒီမှာပါတာများတယ်ဓာတ်တွေအတော့များရင်ကျွန်တော်တို့ကအခုလို့ကျွန်တော်တို့ဒီလက္ခဏာမျိုးတွေ့ရတတ်တယ်တချို့ကြတော့အဲ့ဒီအစာအတော့တွေစားပြီးတော့ကျွန်တော်တို့ဒီ acidic အစားအသောက်တွေစားပြီးတော့ကျွန်တော်တို့ကသွားတိုက်တာတပုတ်တန်အမာနဲ့သွားတိုက်တဲ့အမာနဲ့သွားတိုက်ရင်လေဒီကြွေလွားပြုံးတိတတ်တယ်နောက်တစ်ခုကကျွန်တော်တို့ကဗိုက်တာမင် C အားစီးတွေသုံးတာဗိုက်တာမင် C အားစီးကိုကျွန်တော်တို့ကဒီတိုင်းတောက်တဲ့ဟာမျိုးဆိုရင်ဘာမှမဖြစ်ဘူး tree ပဲ tablet လို့ခေါ်တယ်ဗိုက်တာမင် C ကိုဝါးစားရင်လေတချို့ဖြစ်တတ်တယ် ဒီလိုမျိုးဟိုပေါ့ကျွန်တော်တို့ဒီ essay တက်ကြောက်သွားပြုံးသီးတဲ့ပုံစံမျိုးဖြစ်တတ်တယ်။နောက်တစ်ခုကကျွန်တော်တို့က anti histamine လို့ခေါ်တဲ့အလွယ်တကူပြောရင်တော့နှာစီးပျောက်စေးပေါ့။ Laura Dedin တို့ပါတို့ဒါဒီအတော့များရင်လေကျွန်တော်တို့ဒီလိုသွားပြုံးသီးတဲ့ပုံစံမျိုးတွေ့ရတတ်တယ်။အဲ့တော့သူကဒီ anti histamine ကဘာကြောင့်ကျွန်တော်တို့သွားပြုံးသီးတာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီနှာစီးပျောက်စေရဲ့ဒီ effect ထဲမှာသူကဘာတွေပါလဲဆိုတော့ကျွန်တော်တို့က green ၆တာပါတယ် တကယ်ပြောရရင်ကျွန်တော်တို့ကဒီနှာရည်ကိုသူက6အောင်ကျွန်တော်တို့ဒီ anti histamine တောက်လိုက်ရင်ကျွန်တော်တို့ရဲ့ဒီလေချောင်းထဲမှာရှိတဲ့နှာရည်တွေကျွန်တော်တို့6သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဒီကရင်ပိုင်းမှာလည်းသူကတတိထွက်တာနေသွားတယ်အာခေါင်6သွားတယ်အဲ့အာခေါင်6တာကနေပြီးတော့ကျွန်တော်တို့ကဒီ acid တက်ကိုကျွန်တော်တို့ကတတိထွက်တာနေသွားတာဖြစ်တဲ့အတွက် acid တက်ကိုရှော့မချပေးနိုင်တော့ဘူးအဲ့တော့ကျွန်တော်တို့သွားကြွေလွားပြုံးတီးတာမျိုးအဲ့ကနေဖြစ်နိုင်တယ် ဒါကတော့ကျွန်တော်တို့က external source ပေါ့အပြင်ကနေဖြစ်တဲ့လက္ခဏာမျိုး internal source မှာတော့ကျွန်တော်တို့ကအလွယ်ကူဆုံးစဉ်းစားမှာကျွန်တော်တို့က internal source မှာဘာပဲလဲဆိုတော့ကျွန်တော်တို့ကအစာအိမ် acid အချင်းပေါက်တာအစာအိမ် acid အချင်းပေါက်တာကျွန်တော်တို့ဒီအစာအိမ်က acid အထွက်များတယ် acid အထွက်များပြီးတော့ကျွန်တော်တို့က ဒီ acid ကနေပြီးတော့အစာရေညိုအစဒီ acid ဓာတ်ကအစာရေညိုပြိုပြန်တက်လာမယ်အစာရေညိုပြိုပြန်တက်လာမယ်အဲ့ကနေမှာကျွန်တော်တို့ဒီကဒွင်းထဲမှာဒီအစာအိမ်ရဲ့ acid ကြောင့်သွားပြုံးသီးတာမျိုးလည်းဖြစ်တတ်တယ်နောက်တစ်ခုကကျွန်တော်တို့ excessive vomiting လို့ခေါ်တယ်အန်နာအန်ရင်လည်းဒါဖြစ်တတ်တယ်တချို့ဟိုကျွန်တော် echo ho echo ညာဘက်တွေကျွန်တော် echo ရောတောက်ပြီးတော့တချို့မနဲ့အန်နာတချို့ ဒီကျွန်တော်တို့အေကိုရောတောက်ပြီးအန်တဲ့လူမျိုးတွေမှာလည်းတချို့တွေ့ရတတ်တယ်နောက်တစ်ခုကကျွန်တော်တို့ early pregnancy လို့ခေါ်တယ်ကျွန်တော် morning sickness လို့လည်းခေါ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကိုဝင်စဆောင်ဖို့ဒါလက္ခဏာပေါ့တချို့အန်တယ်ဆိုတာကိုဝင်စဆောင်ပြီဆိုတာသိရတယ်ပေါ့နော်အဲ့ဒီကနေလေကျွန်တော်တို့ကဒီလူမျိုးတွားတွေ့လွားပြုံးသီးတာတွေတွေ့ရတတ်တယ်ဒါကတော့ကျွန်တော်တို့က internet source ပေါ့နော်ဒီကျွန်တော်တို့ဒီ ခန္ဓာကိုယ်ရဲ့ဒီ acid တက်ကြောင့်ဒါဖြစ်လာတာပေါ့เนาะကျွန်တော်ခန္ဓာကိုယ်ရဲ့အစာအိမ်ရဲ့ acid ကြောင့်ဖြစ်လာတာပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီအကြောင်းအရင်းပါဆိုရင်ခုနပြောတဲ့ဒီနှစ်ချက်ကိုကျွန်တော်တို့ကစဉ်းစားလိုက်ရပြီ external နဲ့ internal ခုန external မှာကတော့ကျွန်တော်တို့က acid ထွက် acid ပါတဲ့အစာအတော့ဒီအစာများတာနောက်တစ်ခုကကျွန်တော်တို့ခုနတော့က external မှာပါတာသွားတိုက်တာကျွန်တော်တို့ဒီအစာဒီ acid ဓာတ်ပါတဲ့ စားတောက်တွေစားပြီးချက်ချင်းကျွန်တော်တို့မာတဲ့သွားတိုက်တံမျိုးနဲ့တိုက်တာနောက်တစ်ခုကခုနကတော့ဗိုက်တာမင် C ဝါးစားလို့ရတဲ့ဗိုက်တာမင် C တွေစားတာများရင်လည်းချစ်တတ်တယ်နောက်တစ်ခုကခုနကတော့အန်တီဟစ်စတမင်လို့ခေါ်တယ်ကျွန်တော်နာစီးပြောက်ဆေးတွေအသုံးများရင်လည်းဒါမျိုးဖြစ်တတ်တယ်ပြီးတော့ကျွန်တော်ခုနကတော့ external internet မှာတော့ကျွန်တော်တို့ခုနကပြောတယ်ကျွန်တော်တို့အစာအိမ်အချင်းပေါက်တာခုနကတော့အန်တာနောက်တစ်ခုကျွန်တော် တို့ထက်ရှိတာကျွန်တော်တို့က dry mouth လို့ခေါ်တယ်ကျွန်တော်တို့ကတွင်း6ရင်လဲဒီကျွန်တော်တို့အစွားကျွေလွာပြုံးသီးတာဖြစ်နိုင်တယ်ဒါခုနကကျွန်တော်ပြောတော့ပြောထားတယ်ဒီကတွင်း6တာကနေပြီးတော့ကျွန်တော်တို့ကကတွင်း6တော့တွေထွက်တာနဲတယ်အဲ့တော့ acid ရဲ့ဓာတ်ကိုမလျှော့ချပေးနိုင်တော့ဘူးအဲ့ကနေကျွန်တော်တို့ကသွားပြုံးသီးတာဒါဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကကုသမှုတွေဘယ်လိုလုပ်ကြမလဲကုသမှုဘိုင်းမှာဆိုရင်တော့ကျွန်တော်တို့က အရင်မစိုးရင်တချို့ကကျွန်တော်တို့ကဒီဘာလက္ခဏာမှမပြရဘူးအရင်မစိုးဘူးဆိုရင်ကျွန်တော်တို့ကဒီသွားကြွေလွာပါတော့ကျွန်တော်တို့မြင်ရပြီအရင်မစိုးဘူးဆိုရင်တော့ကျွန်တော်တို့က fluoride varnish or gel ပေါ့နော်ဒါလေးသုံးပေးလိုက်ရင်လိမ့်ပေးလိုက်ရင်ရပြီ တချို့တချို့ကျင်တာနဲ့ပြတယ်ဒါမျိုးဆိုရင်တော့ကျွန်တော်တို့ကသွားဖာရတာမျိုးတချို့ရှိတတ်တယ်အဲတချို့ကြတော့ဒီ jaiquat ကျွန်တော်တို့ဒီသွားပြုံးသီးတဲ့ jaiquat ကအရင်ကြီးဆိုးသွားပြီးတော့ကျွန်တော်တို့ကသွားရဲ့ ကျွန်တော်တို့အတနုလွာထိထိွားပြီဆိုရင်တော့ကျွန်တော်တို့ကအကျောတက်ပြီးပြန်ဆုတ်ရတာမျိုးတွေလည်းလုပ်ရတတ်တယ်။တချို့ကြတော့ကျွန်တော်တို့ကအဲ့ဒီအဆင့်ကနေပြီးတော့ကျွန်တော်တို့ကသွားကွဲတာအဲ့တာတိဖြစ်သွားရင်တော့တချို့နှုတ်ရတာထိတော့ဖြစ်သွားနိုင်တယ်။အဲ့တော့ကျွန်တော်တို့ကဓာရီကိုမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲ။ဘယ်လိုကာကွယ်ကြမလဲ။ဘယ်လိုကာကွယ်ကြမလဲဆိုတော့ကျွန်တော်ဒီကာကွယ်ပြီဆိုရင်ကျွန်တော်တို့ကအမြဲတမ်း ဒီဖြစ်တဲ့အကြောင်းအရင်းကိုရှောင်လိုက်ရင်ဒါကာဝယ်ပြီးသားဖြစ်တာပဲအဲ့တော့ကျွန်တော်တို့ကဒီအကြောင်းရင်းမှာကျွန်တော်တို့ကခုနပြောတယ် acid debt ပါတဲ့အစာအတော့တွေရှောင်ရမယ်ပေါ့နော်အခုနပြောဟိုကျွန်တော်တို့ coffee soda အချိုရည်တွေဒါခုနကဘိုင်ကာဘိုနိတ် acid ပါတဲ့ဒီအချိုရည်တွေချင်တဲ့အသီးတွေဒါတော့ခုနပြောလို့ရှောင်ရမယ်ဆိုတာတက်ကျွန်တော်တို့ကလုံနည်းရှိတယ် ဟိုစားတော့စားလို့ရတယ်တကယ်ပြောရရင်ဟိုအမြဲရှောင်ရမယ်တော့မဟုတ်ဘူးလုံနီးကကျွန်တော်တို့ကစားပြီးရင်ရေမင်းများလေးတောက်တာတို့ကျွန်တော်တို့ဒီ acidic food ပေါ့ဒီ acid ပါတဲ့အစားအသောက်တွေစားပြီးရင်ပလုတ်ကျင်းတာတို့ဒါမျိုးလေးတွေလုတ်ပေးရင်ကျွန်တော်တို့ကဒီလိုမျိုးသွားပြုံးသီးတာမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီခုန coffee တောက်လို့ဒီကျွန်တော်ကျွန်တော်အေးတောက်လို့လုံးဝဒါကြီးဖြစ်မယ်လို့ပြောလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီဟိုခုနကပြောလို့ကာကွယ်လို့ရတယ်။ဒီကော်ခုနကပြောတော့တောက်တာအရင်အများကြီးရင်တော့ ဖြစ်တာဗောနော်ဒါပေမဲ့ဒီခုနတောက်ပြီးတော့ကျွန်တော်တို့ကပလုတ်ကျင်းလိုက်တာရေမင်းများတောက်တာဒါမျိုးတွေပြန်လုံရင်တော့ဒါကျွန်တော်တို့ကကွယ်ပြီးသားဖြစ်သွားတာပဲနောက်တစ်ခုခုနတော့ကျွန်တော်ပြောတယ်ဒီ acidic food ဒီ acid ပါတဲ့အစာတောက်တွေအစာများပြီးရင်ကျွန်တော်တို့ကသွားချက်ချင်းမတိုက်ရအောင်ဆိုတာနိုင်ွက်အတွင်းချက်ချင်းမတိုက်ရအောင်ဒါဆိုရင်ကျွန်တော်တို့ကဒါကကွယ်ပြီးသားဖြစ်တယ်ဗောနော်ပြီးတော့ကျွန်တော်တို့ဒီအစာအိမ်ပိုင်းပေါ့ကျွန်တော်အစာအိမ်ပိုင်းကတော့ဒီ ကျွန်တော်တို့တမားတော်တွေနဲ့တေးချဒီအစာရင်ပိုင်းအောင်တေးချကုမယ်ပြီးတော့အစာရင်ရဲ့ဒီခုနအစာရင်မဖြစ်အောင်ဒီခုန acid တက်ရော့အောင်ဆိုရင်တော့ကျွန်တော်တို့ကဒီရေမင်းများတောက်ပေးမယ်ပြီးရင်ကျွန်တော်တို့အစာကိုဒီဒီအစာရင်ရဲ့ gastric acid ပေါ့နော်ဒီအစာရင် acid ကိုကျွန်တော်တို့ short ချဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ခဏခဏအစာစားပေးတာမျိုးလုပ်လို့ရတယ်ပေါင်မုတ်ဖြစ်ဖြစ်တချို့ကိန်းမုတ်ဖြစ်ဖြစ်တချို့ဆောင်ထားတယ်အဲ့တော့ ဟိုဟိုတောက်လျှောက်ဖြည်း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 ချင်းစားပေးရင်သူကအစာရင် acid ထွက်တာကိုသူက short ချပေးနိုင်တယ်။နောက်တစ်ခုကကျွန်တော်တို့ကဒီတချို့ကြတော့ကျွန်တော်တို့ကဥမာမနက်လေးလည်းညစားတာတည်းစားရင်ဒီ acid တက်ကို short ချဖို့ကကျွန်တော်တို့ကထက်ခါထက်ခါဖြည်းဖြည်းချင်းနိုင်ွက်လောက်တစ်ခါဒါမှမဟုတ်တနိုင်လောက်တစ်ခါဖြည်းဖြည်းလေးဖြည်းဖြည်းချင်းဒီအစာလေးကိုထည့်ထည့်ပြီးလိုက်ရင်ဒီ acid တက်ကအလိုလျောက်ကျွန်တော်တို့ကရော့ကြသွားမှာပဲဒါကတော့ကျွန်တော်တို့ကဒီ င်တာနယ်ပိုင်းပေါ့အင်တာနယ်ပိုင်းကတော့ကျွန်တော်တို့ကဒီ asset တက်ကိုဒီ assign ရဲ့ asset တက်ကို short ချဖို့ကကျွန်တော်ခုနကပြောတဲ့ nil line နေနဲ့လုပ်လို့ရတယ်အမ်ပြီးတော့ကျွန်တော်တို့က drive mount အာကောင် green 6တာ green 6တာအတွက်ကတော့ကျွန်တော်တို့ကရေများများလေးတောက်ပြီးရင်ဒါဆိုရင်တော့အဆင်ပြေသွားလိမ့်မယ်အဲ့တော့ရေကတော့ကျွန်တော်တို့ကတရက်ကို3 liter တိပုံမှန်တောက်လို့ရတယ်ကြံတာကတော့ကျွန်တော်တို့က regular dander check up လို့ခေါ်တယ်ကျွန်တော်တို့6လတစ်ချိန်သွားကျန်းမာရေးဒီတေချာစစ်ဆေးပေးလိုက်ရင် ဒီကိစ္စတွေဒါကျွန်တော်တို့အဆင်ပြေသွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့က acid ဓာတ်ကြောင့်အခုသွားပြုံးသီးတဲ့အကြောင်းကိုနားလည်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အခုဗီဒီယိုလေးကနေပြီးတော့အကျိုးကျေးဇူးတစုံတရာရရှိသွားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုထုံးစံတိုင်း subscribe လုပ်ပေးပါအောင်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါခင်ဗျာမင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ